မြန်မာပြည်ပိုင်ဆိုင်တဲ့ကြားလို့အလုပ်ကြောရှင်ပါစေ။ကျောင်းကိုပိုင်ဤစုံကတောင်းပါလေဗျာ။ဒီနေ့ကတော့၈ရက်၁၀လ2025ပေါ့နော်။ဒါထူးခြားတဲ့အကြောင်းအရာလေးတွေပိုင်ဤဒါတည်းစကားပြန်ပြပြအောင်ဖြစ်ပါလေ။မုံရွာနဲ့ချောင်းဆက်ဒီဘုံဘူရွာမှာပေါ့။ဒါတောင်းတော်ကဗေဒုရှင်နေလိုက်တယ်။ဗေဒုရှင်နေလိုက်တာအဲ့ဒါကအဲ့ဒီမှာကအကြမ်းဖက်စကံကုန်းနဲ့ဖြစ်တယ်ဗျာ။နော်။အကြမ်းဖက်စကံကုန်းနဲ့ဖြစ်တယ်။ဒါတည်းကြောင့်မိထုံးကတော့လုံနေတယ်ဆိုတော့စီမီးတပိတ်ပေါ့နော်။ သူတို့တုတ်တယ်အဲ့ဒါမုံရအရင်အမြင့်လမ်းမှာတပိတ်ဥဆောင်တဲ့သူတွေအမှ9ဥလောက်ပါသွားတယ်မင်းငယ်တော့သူတို့ကခလေးတွေခေါ်တတ်တာဗျာအဲ့ခလေးတွေဘာမှသိတာလည်းမဟုတ်ဘူးအကုန်လုံးခေါ်ပြီးအမလာမနီယာမလာမနီယာဆိုရွာလေးကိုလိုက်ချေချောက်ပြီးခေါ်ပြီးတော့အဲ့မှာချလိုက်တဲ့အခါကျတော့အဲ့မှာဒဲထူလိုက်တော့တော်တော်များလက်တာပေါ့နော်တော်တော်များလက်တာပေါ့ဒါပေမဲ့စိတ်မကောင်းပါဘူးစိတ်ကောင်းလို့ပြောတာမဟုတ်ဘူးဘာမှမသိတဲ့အခလေးတွေသိတာ ယုံမာတာကအဲ့ဒီကောင်းတယ်ဟုတ်တယ်လို့လို့ဘာလို့လို့ကောင်းနေရဲ့ယုံမာတာတကယ်တတိုင်းမိလုံးမှာပျော်ရွှင်ပြီးတော့တတိုင်းမိလုံးမှာအာဟိုအိုးကြက်ကြက်နေအောင်လို့တိုင်းမိမှာအေးကြံ့နေတဲ့ဆောင်ဒီကောင်းလေးတစ်ဖွဲ့ပဲဒုက္ခတွေပတ်ပင်းနေတာခလေးတွေကိုလိုက်တက်နေတာအဲ့ NUG ရဆိုတဲ့ကောင်းတယ်လက်သုံးချောင်းထောင်ပြီးတော့မောဒုက္ခတုပ်ဖိုးတွေကိုခေါင်းထဲဝင်နေတဲ့ကောင်းတယ်ပြောရင်လည်းစိတ်တူတယ်ဗျာကျွန်တော်ကသိတာ။ဘာဖြစ်လို့ဒီခလေးတွေလည်းတည်တယ်။ဒီဟိုနေ့လူငယ်လူရယ်တွေအများကြီးကုန်တည်တယ်။သိလား။ ဘာကြောင့်လဲဒီကလုံးတဲ့ဥစားအဲဒီကောင်လေးပြောမယ်တက်မလို့လာလာပြီးတော့ဘုံညာရှင်းတော့ဒီကောင်လေးဒါမလုံးနဲ့လေဒါလုံးဒါဖြစ်မယ်ရှင်းရှင်းလေးပဲတတိုင်းကြီးလုံးအင်းကြီးတန်းတန်းနေတဲ့အချိန်မှာဒီကောင်လေးကဘာထဖောက်တာဟုတ်လားဘာမှလက်သုံးချောင်းတောင်မင်းတိုင်းကိုမဖြတ်စည်းနဲ့အခုသူတို့ပြောကြတယ်ဘုံကျုပ်အဲဘုံကျုပ်ကိုနမခတ်တိုင်းကိုဘုံကျုပ်ဒါမျိုးမထွေးပေါ့အဲသူစ MND မှာ73ဝန်းဖြစ်ခဲ့ဘူးတဲ့အဲ့ဒါပြအေးအဲ့ဒါဆိုပို့တည်တယ် စစ်သုံးဝဖြစ်မှုတဲ့လို့စစ်သုံးဝဖြစ်မှုတဲ့စစ်သုံးဝရဲ့ဒုက္ခကိုသိတယ်အဲ့စစ်သုံးဝဖြစ်အောင်အဲ့ကောင်နေလုံနေတာအဲ့လက်ကျောင်းသုံးကျောင်းထောင်တဲ့ကောင်နေဒုက္ခပေးနေတာတိုင်းပြည်တွင်းမှာရှိနေတဲ့တမန်တော်သားတွေကိုဒုက္ခပေးတယ်တိုင်းပြည်တွင်းမှာရှိနေတဲ့နိုင်ငံသူနိုင်ငံသားလူငယ်လူငယ်တွေဒုက္ခပေးတယ်အဲ့ဒါကြောင့်အဲ့လက်သုံးကျောင်းထောင်တဲ့ကောင်နေပါတခါတည်းလိုက်ရှင်းတာမင်းတို့ပုံတော်ဆိုးဖို့မယ်နောက်ပိုင်းဒီတဲ့ကို နော်အတိတရားတွေမင်းတို့ရကြတော့တိုင်းပြီးမှာမင်းတို့မဖြတ်စည်းနဲ့တော့အားလုံးကအေးကြက်ကြက်နေကြတော့ငါပြောပြတာချင်းနေမင်းရောက်တော့လည်းလို့ပြီးစားချင်ပြီးတိုက်ကြပေါ့မင်းတို့ဆက်လို့မင်းတို့မသိမချင်းလုပ်မှလာမင်းတို့အတက်တရားအလကားမရအောင်တော့ပတ်စံနဲ့ပြန်ဝင်လို့မရဘူးငါတို့ကမှန်မှန်ကန်ကန်ပြောပြနေတာမင်းတို့အတိတရားတွေရရှိစေချင်တဲ့ဆန္ဒနဲ့ပြောတာကဲအဲ့ဒါကနားထောင်တာမနောင်တာကတော့မင်းတို့ပဲဒါကတိရှိတာလေးတွေအเจ้าရာလေးတွေဆက်ပြီးပြောပြအောင်ပဲဒီဟာလေးကတော့တိုက်တွန်းနေတာကိုယ်ပဲနော် အကြမ်းမတွေအလုံးအေးတကြမ်းမနေကြပါလက်သုံးချောင်းတွေလည်းမထောင်ကြနဲ့တော့ခလေးတွေလည်းမင်းတို့ခေါ်ပြီးတော့မှဆန္ဒပြလို့ဘာမှမဖြစ်ဘူးအလကရှောက်ပြီးတော့မင်းတို့စဉ်းစားကြည့်ဆန္ဒပြလို့ဖြစ်တဲ့နိုင်ငံဘယ်နိုင်ငံမှမရှိဘူးနော် ဘယ်နိုင်ငံမှမရှိဘူးနီဘောဖြစ်သွားတာဒါအကြမ်းဖက်တွေလုပ်သွားတယ်အဲနီဘောမှာကတမျိုးเนาะနီဘောရဲ့ဥပဒေကလည်းတမျိုးဖြစ်တယ်မြန်မာရဲ့ဥပဒေကလည်းတမျိုးဖြစ်တယ်ဒါလေးတော့စဉ်းစားဖို့လိုတယ်เนาะနီဘောနိုင်ငံကအာဒါကွန်မြူနီဝါဒါနဲ့အုပ်ချုပ်တဲ့နိုင်ငံဖြစ်တယ်အခုဒီမိုကရေစီအေးဒါသူတို့အပိုင်းတွေပေါ့เนาะကိုယ်နိုင်ငံနဲ့ကိုယ်လူမျိုးနဲ့ကိုယ့်ရဲ့နဲ့ကိုယ့်ဆက်ကိုသုံးသပ်ရမယ်စဉ်းစားရမယ်เนาะအကဲဟုတ်ပြီဒီကျွန်တော်တို့နမ်းမတူပတ်ကိုဖိထုတယ် နံပါတ်2ကိုဖိထုတ်တယ်နံပါတ်2ကိုဖိထုတ်တဲ့အချိန်မှာဒါပုပ္ပယုံចောင်းမှာဆိုဘုံကြီးចောင်းနေ၄ចောင်းလောက်ပြကြအောင်ပျောက်ပျောက်ပြထွက်သွားတယ်ဟုတ်လားအဲ့ဒါဘာဖြစ်လဲဒီပလောင်နေအဲ့ထဲမှာအပြည့်ရှိနေလို့ခြားပြတာပလောင်နေနေနေတော့တော့လစ်တာမဟုတ်ဘူးနော်တိုင်းရောင်ယာကနန်းရှိတယ်ပီရီယက်ဒီအဲ့ထဲမှာအကုန်သိတယ်အများကြီးပဲဆုံးရှုံးသွားတာအဲ့ဘုံကြီးចောင်းကိုတည်ရတဲ့ တဲပြီးတော့လှူတာတဲ့တက္ကະတက္ကမတွေဘလောက်ရှင်နေမကောင်းနိုင်မလားပြည်သူတွေလှူတာတဲ့ပတ်စံတွေဘလောက်ရှင်နေမကောင်းဒီကောင်တွေဝင်ပြီးနေလို့တတ်မလို့ရှင်းနေပြရတာနော်အဲ့ဒါလေးတွေမလို့တီးဖို့ပြောပြအောင်မယ်တိုင်းရင်းမှာမင်းတို့အကုသို့ကောင်းနေကောင်းပါပြီဘလောင်နေရလဲပဲနော်ဘလောင်နေကအဘလောင်နေကအာအစိုးရရန်ထဲမှာရှိတဲ့ပစ္စည်းတွေကိုဖြုတ်တယ်ယူတယ်အဲ့မှာအဲ့ပစ္စည်းတွေလိုက်ဝယ်တဲ့ကလားတွေကတတ်တတ်ရှိနေကြီးစုကြီးဝယ်တဲ့ကလားတွေကကားတွေနဲ့ပါစောက်ပြီးဝယ်တာ ပြီးဟိုဖြက်ဒီဖြက်ဖြက်ဖြက်ပြီးတော့အကောက်ခွဲပြီးတော့မှပတ်ဆာလာအိတ်တွေထုတ်ပြီးပြန်သိမ်းလာတယ်။နောက်အိုက်ကောင်တွေကိုအဲ့ပလောင်တွေကအစိုးရရန်နာမှာကျမီးကျိုးတွေဆိုအကောက်ခွာပြီးရောင်းစားတာ။အပလောင်ကောင်တွေအဲ့မှာရှိတဲ့ကောင်တွေကသူတို့နတ်ဆန်လို့ဘယ်တော့မှတည်သွားတာမဟုတ်အဲ့မှာရှိတဲ့ကလားတွေတည်သွားအဲ့ဒါလေနိုင်ငံတော်ကတာဝန်ရှိတဲ့လူတွေကအရင်ကတော့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နော်အခုရှမ်းတောင်ဘက်မှာလည်းဒါဘွဲကနေတယ်ရှမ်းတောင်မှာဘွဲကနေတယ်အဲရှမ်းတောင်မှာဘွဲကနေတဲ့နေရာမှာ အပင်လောင်ပင်လောင်မြို့ပေါ့နော်ပင်လောင်မြို့မှာဆိုလုံပြင်းကြီးရအုပ်စုရှိမယ်အဲဒီမှာတောင်မဲသိန်းကြီးရမှာအခုလက်ပွဲတွေကနေတယ်နော်တောင်မဲသိန်းကြီးရမှာဆိုလို့ချင်းဒါသူတို့ဒေသခေါ်ကြီးကျွန်တော်တိတ်မခေါ်တတ်လို့အမှားရင်းဖြစ်နိုင်တယ်အမှားရင်းဖြစ်လိုက်ကျွန်တော်ထောက်တဲ့သူတွေကများတယ်ဗျအခါလေးကစိတ်ညစ်တယ်ပြီးလားကိုကတော့ကိုသိတာကိုပြောပြနေတာကိုကလာပြောတဲ့စာတွေကိုပြန်ပြောပြနေတာ တခါလေညတချို့ရွာတွေချို့နယ်တွေကျွန်တော်လည်းမသိဘူးအာဒါတလို့ခေါ်ပါတလို့ခေါ်ပါလေဘာလို့ခေါ်ပါကိုကမှန်ပြီးရောအဲ့ရလေးတော့တိခိုင်ပြီးနားထောင်ဝင်နော်နားတော့နားလေပြေးအဲ့မှာပင်ပန်းလာနန်းနိုင်တာအဲ့အဲ့လိုရွာတွေကလုံးဖြင့်ကြေးရွာမှာလုံးဖြင့်ရွာတွေရောအဲ့ဒီရွာတွေကိုစစ်ကြောင်းတို့ပြီးရှင်းနေတာအဲ့ဒီမှာ KNDF တွေတော်တော်သေးတာလို့ကျွန်တော်တွေ့ရတယ်နောက်ဖဲခုံတို့မိုးပြဲတို့အဲ့မှာလည်းပွဲကားတယ်တော်တော်သေးကြတယ် နော်တပ်မတော်ကအောင်ဝဲတွေတော်တော်များတယ်အခုတလောကတော့ခင်ဗျပြောစရာမလိုအမုန်းကစ်နေတာတက်ကနော်နောက်ဒီဘက်အဲချမ်းကိုပြန်ကြည့်မယ်ဆိုလို့စေဒီညောင်လေးဘကိုးနီးတဲ့နေရာပြောမယ်ဆိုညောင်ဘကိုးပဲညောင်လေးပင်ပဲပေါ့ညောင်လေးပင်မှာဆိုတော့ပွဲကတယ်ဗျတောင်းလေးရောက်ဝိထုကြတယ်တောင်းလေးမှာရှိအချမ်းမဲ့စကန်ကုံတာပဲနော်အဲဂျိုးပဲကောင်းမှာဆိုတော့နေနေတဲ့တောင်းချောက်ရှင်းနေတယ်အဲ့မှာရေငန်ရွာလို့ဆက်ကူးရွာလို့ဖလန်းမင်းရွာသေးရွာလို့အဲအဲ့လိုမျိုးရှိတယ်အဲ့နေရာလေးလဲစကြောင်းထိုးပြီးရှင်းနေနေအောင်တွေ့ရတယ် ဒီနေ့ဖကန်းမဲ့ဆိုလဲပွဲသားကောင်းတယ်ဖကန်းမဲ့ပွဲကောင်းတာဖကန်းမှာဆိုအဲဖကန်းမှာကမလိမ်မလိမ်မလားအဲပွဲကပွဲကလားမလိမ်မှာပွဲကတယ်နောက်တစ်ခါကျမရှိကတော့ပြီးတော့စိုင်းကြွယ်မဝမ်းကြီးမဝမ်းလေးမနာရှယ်ခေါ်ရှယ်ရောခကျော်နောက်ခါကျအဲ့ညာတွေကိုနေမီတွေတောင်းချောင်ရှင်းနေတာကိုတွေ့ရတယ်နော်နေမီတွေတောင်းချောင်ရှင်းနေတာကိုတွေ့ရတယ်ဖကန်းမှာနေမှာပွဲကလာတော့တော်တော်ကောင်းတယ် တန်းတော်ကအမုံကျူတာ KIA ပြေးလိုက်တာပြေးလိုက်တာတေးတာရဲအဲ့မှာအလောင်းနဲ့3.50လောက်ကျန်ခဲ့တာရှိတယ်တန်းတော်ကဒုံးတွေလက်နဲ့ကြီးတွေရောအဲ့မှာအမုံကျွေးတာအပေါ်ဒုံးတွေနဲ့တောက်ဆောက်လိုက်တိုက်တာဒုံးတွေပြေးပြေးတော့ကြည့်ပြီးလိုက်တိုက်တာတော်တော်လှတယ်တိတ်ွက်တည်းကပြီးအဲ့ရောက်သွားတဲ့နေရာကိုလက်နဲ့ကြီးတွေနဲ့ပြစ်ထုတ်တယ်အဲ့အဲ့မှာလည်းတော်တော်ကောင်းတယ်အဝိုင်းမောင်ကလည်းပွဲကနေတယ်ဝိုင်းမောင်ကလည်းအဲထုံသေးလကောင်းမနက်နက်ရဲ့လင်းကြီးနေပါလားခဲ့တယ်နော်ဒီကောင်တွေကကျွန်တော်ပြောလို့ပေါ့အဒီနေ့မဆုတ် တောင်းတော်ကပြောင်းတလင်းခေါင်ရှင်းလိုက်မှဆက်ပြေးမှာအဲဆိုဘောကတလုံးနှလုံးနှလုံးတလုံးနှလာလာကျင်းနေတော့အလုံးချုပ်တယ်အဲ့အဲ့လက်မြန်ရောတရွာလုံးမှာတခါလဲပျောက်ပြတ်ထွက်သွားအောင်လို့စေလုံး15လုံးတကယ်နဲ့ရှင်းမှာအဲ့အဲ့ကိစ္စတွေပြတ်သွားမှာနှမို့ဆိုအဲ့ကိစ္စတွေပြတ်မှာမဟုတ်ဘူးเนาะ နောက်တစ်ခုကျွန်တော်လေးကိကောလေးကိကောမှာလည်းပဲအဲမနက်ကတော့တော့မနေ့ကတော့စီကံအထိရပြီဟိုဘက်ကိုတက်သိမ်းသွားပြီအခုကအကုန်ပြီးသွားပြီထင်တယ်ကျွန်တော်တို့ကြားသိရတဲ့အနေအထားမိုင်းအောင်ရှင်းနေပြီလို့ကြားတယ်တိတ်တော့မသေးတာသေးဘူးအဲစကန်းကုန်းတွေတချို့ကလေးတော့ကြံနေတယ်အပိပြတ်တော့မဟုတ်သေးဘူးเนาะအပိပြတ်ရတာမဟုတ်သေးဘူးဆက်စီပီကန်အလဲမျိုးနဲ့အလဲမှာရှိတော့တဲ့စီပီကန်နဲ့ရနိုင်ပြီဆက်တိုးနေတယ်ရှေ့မှာလည်းဒီနေ့ထပ်ရတာလည်းရှိတယ်တိတ်တော့မလို့တော့ဘူးနော်အဖျားအနာလောက်တော့ကြံအောင်မထင်နဲ့အဲတော်တော်တော့ချနေတာတွေ့ရတယ် နောက်ဟိုဘက်ဖလူဘက်တွေလည်းခြာနေတာကိုတွေ့ရတယ်။နောက်မက်ထောတလေးဘက်လည်းခြာနေတာကိုတွေ့ရတယ်။ဒါ drone နဲ့ကာမီကာဆိုင်နဲ့ကောင်းကောင်းတွေ့နေတာကိုကျွန်တော်တွေ့ရတယ်။နောက်ကျွန်တော်တို့ဒီဘက်အဲလေကစ်ကောင်ဘက်ပြီးသွားတော့ကျွန်တော်တို့ရခိုင်ရခိုင်ဘက်ကိုပြောလိုက်မယ်။ရခိုင်ဘက်ကိုပြောမယ်ဆိုရင်ရခိုင်မှာအာကအာစာနဲ့ရခိုင်ကကစ်နေတယ်။အာစာနဲ့ဗီဂန်ဒီဘက်ကထောက်ပံ့နေပြီထင်တယ်။ကျွန်တော်ထင်တာလူကြီး၄-၅ထောင်လောက်နဲ့ကိုအေလီကိုတိုက်နေတာတွေ့ရတယ်။ ဲ့မှာ50မိုင်နဲ့နေမောင်းတော့ဒီနေကြောင်နေရောင်တော့50မိုင်နဲ့58မိုင်ကြားမှာကောင်းကောင်းတိုင်ဝဲတွေဖြစ်နေတာဆိုရင်ဒါတွေကလည်းကျွန်တော်ကစိုးရံလာရခိုင်အေရီတီကုန်လို့ရှိရင်လည်းပဲဟိုဘက်ကမစနေနေဟိုဒါတတ်မလို့ကပြန်နေပြီးတော့ဖိနေရမှာရှိတာပေါ့နော်အဲ့တော့ဘလို့လာမလဲတော့မသိသေးဘူးဗျာရခိုင်ပြည်ကတော့စိတ်လေးစရာဖြစ်တယ်အခုကလည်းနိုင်ငံတကာမှာလည်းဒီမွတ်စလင်ကိစ္စအရေးတွေကတော်တော်ဆိုးနေတယ်ဗျာနိုင်ငံတကာမှာတော်တော်ဆိုးနေတယ် အဓိကကတော့ရုရှားတို့ဆိုလည်းပဲဒါပရာဒီမာပူတင်တို့လည်းတော့ဒါပြောလာပြီနောက်တစ်ခါကျတော့ဟိုဘက်ကအမေရိကန်တို့လည်းပြောလာပြီဂျော်ဒန်ဘင်းနဲ့အကုန်အများကြီးပြောလာယူစနေနေကအာတမ်းမြောင်မြင်သွားပြီဘာဖြစ်လို့ဆိုတော့သူတို့လူဦးရေပေါပွားနှုန်းနဲ့အများလာတဲ့ချက်တင်ကဥပဒေဆိုတော့ချက်ကြီးရလာဥပဒေဆိုတဲ့အဲအဲ့ဒါနဲ့ပြထမ်းပြီးတော့မှသူတို့နိုင်ငံလူဦးရေတဝက်ကျော်သွားတယ်သူတို့ဒီနိုင်ငံသူတို့နဲ့တဆိုင်နေဆိုပြီးတော့ဖြစ်လာပြီเนาะ အဲအဲ့လိုမျိုးတွေဖြစ်လာပြီးအခုပြည်သမားတွေတော်တော်များဖြစ်လာပြီးအခုမွတ်စလင်တွေကအခုဘင်္ဂလားဒေ့ရှ်ဘက်ကမွတ်စလင်တွေကဒီဘက်ကိုရခိုင်ပြည်နယ်ဘက်ကိုသူဘင်္ဂလားဒေ့ရှ်ဘက်သွေးမဲ့ထင်းနေသွေးမဲ့ထင်းတော့ဒါဘလို့လာမလဲနိုင်ငံတော်အကြီးအကဲတွေနဲ့နိုင်ငံတော်နဲ့ပတ်သက်တာနဲ့ဆိုတော့တိတ်တော့မသိကျွန်တော်တို့ကအာဖြစ်တာကိုပဲပြောလို့ရတယ်ဗျဖြစ်နေတာကိုပြောလို့ရတယ်အခုတိုင်ဝဲဖြစ်နေတယ်တိုင်ဝဲဖြစ်လို့တက်လို့သာနိုင်နိုင်တာပြောလို့ရတယ်ဗျကျန်တဲ့အရေးကိစ္စကြတော့ဒါအမြင်လုံးကကြည့်တော့ကျွန်တော်ပြောလို့မရအောင်နော်တီလည်းမတီဘူး ဒါမှမဟုတ်ပြောတာဗဇက်တဲ့ရှောက်ရမ်းနေပြီသူလူများအထင်ကြီးအောင်ပြောမရအောင်လည်းရတာဘာလို့မှလည်းအဲမလိုလားအတဲ့အစိတ်တွေကြိုက်မသွေးခြင်းဘူးเนาะကျွန်တော်ပြည်သူတွေကိုဒါကျွန်တော်တို့သိရှိတာပဲကျွန်တော်ပြောတာအဲ့တော့တမ်းတော်ကဘာလုပ်မလဲဆိုတာလည်းကြည့်ရမယ့်အချိန်မှာဒီနေ့ပထောင်ဘက်ဒီပကိုးပကိုးတိုင်းမှာပထောင်ဘက်မှာဒီညောင်ကျိုးရဲ့စကမ်းမှာလည်းအဲစင်နန်ရွာချားမှာတိုင်ဝဲတွေဖြစ်တယ်ဒီလေသာတောင်ကောင်းဒီမှာတပွဲကြီးကလည်းတော်တော်ပြင်းပြထန်ထန်ကကြတယ်တောင်ကောင်းပထောင်ကားလမ်းမှာလည်းပွဲကြီးတော်တော်ပြင်းပြထန်ထန်ကကြတယ်တမ်းတော်က အာလေချောင်းတွေရောဒါလက်နက်ကြီးတွေရောအစိမ့်မဲ့ဒုံးတွေရောအာကျွေးနေတာဟုတ်တော့တွေ့ရတယ်။နောက်အဲ့ဒီညာလည်းပဲနည်းနည်းတော့ကြာနေပြီ။နေတိုင်းပြောနေရတာအဲ့ဒီညာမှာနေတိုင်းတိုင်နေတာပဲ။တိုင်လိုက်ကြကြလိုက်တိုင်လိုက်လန်ကြလိုက်လာတိုင်လိုက်နောက်ဆုံးလိုက်နိုင်အပီးသိမ့်တာတော့မတွေ့သေးဘူးပေါ့နော်။လာတိုင်လိုက်နောက်ပြန်ကြသွားလိုက်အေးဒီသေးလိုက်လာတိုင်လိုက်တက်ကနောက်လန်လိုက်ပြန်ယူသေးလိုက်နဲ့ပဲ။အဲလုတ်တော့လုတ်နေတာလုတ်ကွက်တော့ရှိတယ်ပေါ့နော်။အဲလုတ်ကွက်တော့ရှိတယ်မပြီးပြောက်သေးဘူးပဲပြောအောင်။ အဲ့တော့ကျွန်တော်ကအာဒါတိုင်ဝဲဒီမှာဆိုလို့ရှိလို့ရှိရင်တောင်တော်သားလေးနိုင်တာကိုကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်အဲလိုတဲ့လိုအပ်တယ်ဒါမှအရာရာတိုင်းမှာတောင်တော်သားနိုင်တာလေးကိုကျွန်တော်လိုအပ်တယ်ဘာလို့လဲဆိုတော့တိုင်ဝဲဒီမှာတောင်တော်သားနိုင်မှလည်းအရှင်ပြေမှာကိုနော်အဲ့ဒါလေးတော့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကအခုနေရာတိုင်းမှာတိုက်ပွဲတွေကတက်မသွားနေနိုင်တယ်မကြခင်မှာပလောင်ကတော့ကျွန်တော်တို့ဟိုရရှိပလောင်ကတော့ကျွန်တော်တို့မကြခင်မှာအဲ ပြောက်သွားလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ယူဆပြီးတယ်နော်ပလောင်တွေကအဲမကြခင်မှာတော့မှသူတို့ပြောက်သွားလိမ့်မယ်လို့ယူဆလိုက်ရဒီမှာကျွန်တော်တခုပြောချင်တာက home lane ဘက်ပေါ့နော် home lane လို့ဖောင်းပြင်လို့ဘက်မှာအာဒါဒါဒါလေးကိုကျွန်တော်တစ်ချက်ပြောပြပါမယ်သူအဲဟိုနေမှာလူကြီးပိုင်းနေတော့ကျွန်တော်ထည့်မှာပြောတော့ပါနော် အမြောင်းနိုင်ငံမှာအကြမ်းဖက်တွေရှင်းလင်းတောင်းတနေတာအားရစရာကြီးပါဒါပေမဲ့လည်းဖောင်းပြန်တဲ့ဟုံးမလင်းချားမှရှိတဲ့တဲ့ PDF တွေရတော့တဲ့ဂိတ်လေးထိုင်လိုက်မြေချောင်းတစ်လျှောက်မှာရွှေမျောလေးတွေတိုင်လိုက်နဲ့လက်နက်လေးဝယ်လိုက်တော်တော်တာယာနေကြတယ်ပြဘယ်လူကြီးတွေနဲ့ဘလို့ပိုင်လဲတော့လဲကျွန်တော်တို့မသိဘူးဗျာတဲ့ဟုံးမလင်းနဲ့ဖောင်းပြန်ပြည်သူစစ်တွေကတော့တော်တော်စိတ်ပြတ်နေကြပြီတဲ့တယောက်တယောက်နဲ့တော့ပိုင်ထားလို့ဖြစ်မှာဗျာတဲ့ဒါ တယောင်းတို့မင်းရတို့စက်တော်တို့တောင်တို့တို့လုံးရွာလုံးကျွတ်တွေပဲတဲ့အဲရွာလုံးကျွတ်တွေပဲခုချိန်ထိတော့နှစ်ဖက်ဇလုံးကတာယာနေကြတာပဲဆိုတော့အဲ့မှာရှိတဲ့ရွှေမျောတွေတူးနေကြတယ်ပေါ့ဗျာရွှေမျောတွေတူးလိုက်လက်နက်တွေဝယ်လိုက်နဲ့အဲ့မှာရှိတဲ့အဲပုံကိုတွေကအလုံးမလုံးဘာကြောင့်လဲတော့မသိဘူးပေါ့ဒါပေမဲ့သူပြောထားတဲ့နာမည်တွေတော့ကျွန်တော်မပြောပါဘူးအဲတချို့တိုင်းသားဝင်ကြီးတွေကိုပြောထားတာရှိတယ်အဲပြီးတော့ PDF ခေါင်းဆောင် P တောင်းတတ်တယ်ပြည်ရကောင်းဆောင်စောနိုင်တယ်နော်အပြီးတော့ကျောင်းဆရာမကြီးငိမ့်တယ်ဒေါ်ပြုံးရည်တဲ့အဲစောနိုင်ကိုလက်လွတ်လို့မရဘူးအဲဒါမျိုးတွေပေါ့ တချို့ ware ရတာပြောနေကြတာပေါ့ဗျာသိရမှာအဲ့ဒါတွေရတယ်နည်းနည်းတတိထားမယ်နေတာမျိုးရှိတယ်ဘာဖြစ်လို့ဆိုတော့တောင်းတော်ရဲ့နိုင်ငံတော်ရဲ့တရားစတာတွေကိုဟိုခိုးထုတ်တယ်ယူတယ်ပြီးတဲ့အခါကျလက်နက်ဝယ်တဲ့အတိုင်းမျိုးပြက်ပြက်စီးတယ်တိုက်ဝဲတိုက်တဲ့တောင်းတော်သားတွေကလည်းပဲအတက်တွေသွေးတွေချွေးတွေနဲ့ဒီလိုမျိုးပေးဆက်တာရှိတယ်တချို့ကြလည်းပဲကျွန်တော်တော့မသိပါဘူးအကိတရားတွေရှိတာမရှိတာတော့မသိတော့သွားသွားနေရာလိုက်ရတော့ရှိမှာပေါ့အဲ့တော့လည်းပဲအဲ့ဒါကြောင့်လည်းပဲထောင်နိုင်ကြီးတွေကသွားသွားပြီးတော့ဖမ်းတာအများဆုံးပေါ့ ထောင်လိုင်းတွေကအများဆုံးဖမ်းရတယ်ဆိုတော့တက်မလို့အရာကြီးတွေကဝင်ကြီးအခုလက်ရှိဝင်ဝင်ကြီးကျုပ်တွေဝင်ကြီးတွေဟောဗျာဘာဝင်ကြီးညာဝင်ကြီးပေါ့အဲ့ဒါတက်မလို့တွေလိုက်ပါလေ။နောက်ဒီဖောင်းပြန်ဘက်ကိုလည်းကျွန်တော်အခုအဲဒါသတိထားစေချင်တယ်လို့ပြောချင်ပါလေ။ဒါဒီနေ့တိုက်ပွဲအခုပွဲတွေကတယ်တဲ့ဒါအခုခုကနေတာကိုပြောတာမခွေးအေးပွဲဘူးအနောက်ချမ်းမှာမဲစစ်ဒီဘက်ကထင်တယ်တဲ့အတိုင်းကြီးကြက်ကြဲကြီးတွေကြားနေရတဲ့ဂုရိတဝုံမဲဆလင်းကဆလင်းကကလင်းစင်း ဆယ်နားမှာတဲ့ဘူခါရွာရှိတယ်တဲ့အဲ့ဒီမှာစပိနဲ့သွားရင်တော့နှစ်နာရီလောက်ပဲတဲ့အဲဒါတူရွာနဲ့တိုက်ချန်စီယိုလေးလည်းရှိတယ်ဗောဘူခါရွာနောက်မှာအဲ့ရွာမှာဗဒတ်တွေရှိတယ်တဲ့ဘူခါရွာရောက်ဘူးတဲ့အခုတဲ့အဲ့ရွာမှာဗဒတ်တွေတဲ့အုံတော့မှလည်းဗဒတ်တွေတဲ့နော်အဲစလင်းစင်ဖြူကျောလမ်းပေါ်လဲတဲ့တက်တက်လာတယ်တဲ့အဲမင်းကောင်ကားတဲ့အပေါင်းသင်း အဲသူ့ဘက်လည်းရွေးကောက်ပဲဘယ်လိုလုပ်မလဲတော့မသိဘူးပေါ့ဒီကောင်းစင်ကြီးမနေဘူးထင်တယ်လေရွေးကောက်ပဲဖျက်ဖို့ပဲစုမိလားမသိတော့ရွေးကောက်ပဲမှာကြာဝင်းနဲ့ကျားလေးမှာမကြမကြခဏတော့သူတို့ငွေစက်ကြီးလက်လာကောက်ကြတယ်ပေါ့ဒါသူပြောပြတာအဲ့တော့တိုင်းရင်မှာအာကတပ်နော်ကလည်းပဲအမြဲတမ်းတော့ရှင်းနေတာပေါ့ဗျာရှင်းတော့ရှင်းနေတယ်တချို့ကြတော့လည်းပဲအခက်အခဲရှိလို့နေမှာပေါ့ဒီနေ့ကျွန်တော်ပြောချင်တာကအဲဟိုမနေ့ကတော့ အဲရှင်းဦးလန်းဦးရေအပတ်စဉ်တက်ကပေါ့ဒါသူကဟိုနေမှာပဲရခိုင်မှာအကြနေတာပေါ့ဒါဘယ်တော့တော့ပြန်လာလဲမသိရှင်းဦးလန်းတက်ကဦးရေဒီရှင်းဦးလန်းနဲ့ဦးရေနဲ့ဒါအပတ်စဉ်တက်ကဝင်သွားသူတွေဘယ်ချိန်တော့သူတို့တာဝန်နေပြီးဆုံးလဲတော့မသိဘူးကျွန်တော်ကတော့မသိဘူးတိတဲ့တကယ်လို့တာဝန်နေပြီးဆုံးသွားလို့ပြန်ရောက်လဲကျွန်တော်ကိုအဲဒါပြန်ရောက်တဲ့အကြောင်းကိုတောင်းတော်သားတွေပြောပြပါလို့ပဲကျွန်တော်ကပြောချင်ပါတယ်ကျွန်တော်နဲ့တိတဲ့အဲတယောက်ကကြတော့သူကတာဂီတာဘက်မှာနေတယ်ဗျတာဂီတာဘက်မှာနေတော့သူက ျွန်တော်ကဟိုဖုန်းကြီးကျောင်းနိုင်ဖုန်းကြီးလေးကိုကျွန်တော်ခုံတူဖို့ဆိုပြီးတော့အဲပြောတာပဲဟိုတနေ့ကတော့ညီလေးတယောက်ကမဟုတ်သက်တောင်းပြီးတော့အဲ့ဒါလေးနဲ့အဲကျွန်တော်ကဒီတက်ထည့်လူမယ်ပေါ့ဆိုအဲ့အန်ဒီကကြားပါပြီးတော့အဲ့အန်ဒီက၃တောင်းခွဲလာမယ်ခုံတလုံးသာပေါ့ကျွန်တော်ပေးလူကိုင်းတာရှိတယ်ဆိုတော့အဲ့ဒီအန်ဒီလည်းကြမ်းပါပါစေဒီညီလေးတွေလည်းအန်ဒီကင်းပါစေကြောက်ဖြူမှသူတိုက်ပွဲတွေပွဲတွေကားနေရတယ်လို့ကြားတယ်အဲအဲ့မှလည်းအန်ဒီကင်းပါစေနော်ကြောက်ဖြူဘက်မှလည်းတောင်းတော့နဲ့အဲပွဲကားတဲ့နေမှာ တက်တော့ကအောင်ဝေးပဲကျွန်တော်တို့ကြားသိရပါတယ်။ AD ကတော့အခုစချုပ်ကိုလာလာတိုက်တာလားအစင်ပဲရှိတော့တယ်။ အဲ့တော့အဲ့ဒါကကျွန်တော်၁၇နှစ်လောက်မှလူပြင်းမဲ့ထင်ပါတယ်လူပြင်းမဲ့ထင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်နိုင်တဲ့အားလေးပေါ့ကျွန်တော်လည်းခုံနေဝင်ပဲပြီးလို့ရှိရင်ပကံများခွက်ရောက်တယ်ပေါ့အเจ้าမှအเจ้าကလည်းအသေးဖြစ်နေတဲ့ခါကျတော့အိုးခွက်ပကံလေးလည်းမရှိတဲ့ခါကျတော့ဒါလေးတွေလည်းကျွန်တော်ကစုပြီးလူမှာနော်အဲဒါလေးကိုကျွန်တော်ပြောချင်တာပါအားလုံးကျမ်းပါစေအเจ้าကိုစုမုံအောင်တောင်းပါတယ်ဒီအပတ်စဉ်တက်ကညီလေးတွေဘယ်တော့လောက်မှအားတို့တောင်းဝယ်ပြီးဆုံးလဲဆိုတာလည်းကျွန်တော်မျှော်လင့်နေပါတယ်အားလုံးကျမ်းပါစေအเจ้าစုမုံအောင်တောင်းပါမယ်ဗျာ